တော့မမဝိုင်ကဈေးနှုန်းလဲတက်တာပြီးတော့အရသာလဲအရန်ကောင်းနေအကင်းနေလဲအရန်ဆုံနေဘူဖေးရတဲ့ဆိုင်လေးတစ်ဆိုင်ကိုခေါ်သားမယ်နော်မမဝိုင်နဲ့အတူတူလိုက်ခဲ့ပြီဟောရှင်းမအကင်းဆိုင်လေးကိုရောက်ပြီအကင်းကအစုံမဲနော်ဒီပလန်လေးကိုရွေးပြီးတော့ထည့်မင်းဟွန်းဟိုစားမယ်ပစုံလဲစားမယ်ဒါကြတော့ကျုပ်ကြောင်းလားမသိဘူးအော်ဒီဘက်ကကြတော့ချက်ပောင်းလေဒါကဒါချက်ကောင်းလုံးကြီးဖြစ်နေတယ် အကင်းနဲ့တော့တထိုးလောက်ထိလိုက်ပါဦးမင်းထုံချိုင်းကင်နေတဲ့ကဘယ်ဟာလေးထင်ကောင်းလဲမသိဘူးဒါကကြကြောလုံးလားမသိဘူးကြကြောလုံးတခုဒါလေးလည်းထည့်လိုက်မယ်အကင်းမမဝိုင်းထိုင်မဲ့စပွဲစီကိုတားမင်းဩရော့အမမအကင်းစားဖို့အတွက်မီးဖို့လေးပါရှင်ဟုတ်ကိုရိုင်းကင်ပြီးတော့စားမှာ哦အောက်ကမီးရလည်းရင်းနေရပဲစားပြီးတော့กินတော့မယ်ချက်ပေါင်ယူဒီနားထားမယ်ချက်ကောင်လုံးကင်ယူကြတော့ဒီနားမှာกินမယ် အစွန်ရင်အသားရင်ညင်းညင်းညင်းညက်သွားအောင်လို့ဟိုဘက်ဒီဘက်လေးလှန်ပြီးလိုက်ပါအောင်မင်းအော်စီလေးလည်းတော့ရမယ်ဒါမှဂျိုးမတူးမှာစီလေးတုတ်လိုက်တော့အသားလေးတွေကပိုပြီးတော့ညင်းညင်းညင်းညက်သွားဂျိုးကြီးလည်းမတူးတော့ဘူးပေါ့တော့ဟိုဘက်ဒီဘက်လှန်လိုက်ပါအောင်မင်းပြောကြွားဝိုင်းငက်ပြီဟဲ ွေးထွက်လာပြီ။အဲအနဲ့လည်းမွေးညာပဲရလောက်ပြီထင်တယ်။ဒါလေးတွေကတော့ကြက်တာမြန်နေဆိုတော့လေဒါလေးတွေကိုအရင်ဆုံးစားမယ်။ဟိုကြက်ကောင်လုံးကြီးရကြနည်းနည်းကြာမှာဆိုတော့လေသူ့ကိုကြခဏဥပ္ပတင်ထားလိုက်အောင်မယ်။အရာဒါလေးမြည်ကြည့်မယ်။အော်တတော်ကိုအရာဒါရှိရပဲတိလား။သူ့ရဲ့လေးတလားအချင်းကြီးရအတက်နော်။အရာလိုက်ဖက်တာပဲ။အားကြောင့်မလို့ဒီဆိုင်နာမည်ကြီးရဟိုကြက်ပောင်ငယ်ရပြီ။ဆွဲပြီ။ လဲဒီဆိုင်မှာလာစားပြအောင်စားလိုက်အောင်နော်